အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်လမင်္ဂလာပါ။ Manchester United အသင်းကတော့မနေ့ညကပဲသူတို့ရဲ့ Premier League ရာသီပိတ်နောက်ဆုံးပွဲကိုအတိုင်းနဲ့အဆုံးသတ်ပြီးတော့ 2024 25ရာသီသူတို့အဆုံးသတ်သွားပြီဖြစ်တယ်။ဒါဘူရူနီကဒီထော်တန်ဟော့စပါကို Europa League Final မှာရှုံးသွားတဲ့အတွက်လာမယ့်ရာသီဥရောပပြိုင်ပွဲ ဝင်ခွင့်ဆုံးရှုံးသွားခဲ့ပေမဲ့ရာသီပိတ်မှာတော့ Aston Villa အသင်းကိုအနိုင်ရပြီးတော့ United ကဒါ Wolverhampton ကိုကျော်ပြီးတော့အဆင့်15နဲ့အဆုံးသတ်တယ်။ဆိုတော့တမိုင်းတစ်လျှောက်ဆိုရင်တော့ဒါကအဆိုးဝါးဆုံးမှတ်တမ်းလို့ပြောလို့ရတယ်။ဒါကြောင့်လဲဆိုတော့ Man United အသင်းကဒါသူတို့တမိုင်းမှာ record breaking ဒါရှုံးပွဲ အများကြီးရရှိသွားသလိုနီးပြဒါ Ruben Amaro လက်ထက်မှာလည်းသူတို့တော်တော်လေး struggle ဖြစ်သွားတယ် Man United ကရာသီပိတ်မှာ38ပွဲမှာ7ပွဲနိုင်9ပွဲတည်း18ပွဲတိရှုံးတယ်ဒါကစာအလက်ဖာကူဆာလက်ထက်နောက်ပိုင်းအများဆုံးရှုံးပွဲ ဖြစ်ခဲ့ပြီးတော့44ကို twin 54ကိုပြန်ပေးရပြီးတော့ twin ကိုအနှုတ်30နဲ့ရပတ်42မှတ်ဒါ Wolverhampton ကိုသူတို့က go different အသားနဲ့အဆင့်၅နဲ့အဆုံးတတ်တယ်ဆိုတော့ဒီနေရာမှာ Ruben Amaro ပြောတဲ့ပွဲပြီးစကားပေါ့လေအခုလောလောဆယ်မှာ United ကပွဲပြီးပြီးချင်းမှာပဲဒါအာရှဒေတာဖြစ်တဲ့မလေးရှားနဲ့နောက်တစ်ဘက်က Hong Kong ကိုလာပြီးတော့ Snapdragon ရဲ့ရာသီအပီးဒါဒါ season 2လာတယ် post season 2ပေါ့လေကျွန်တော်ပုံမှန်အားဖြင့် Man United အပါဝင်အသင်းအားလုံးက pre season 2အဖြစ်ရာသီမတိုင်ခင်လာကြတာမှန်ပေမဲ့ Man United က Snapdragon နဲ့ ဒီရသူတို့ကအာရှဒေသမှာနှစ်ပွဲလာခံတယ်28ရက်နေ့မှာမလေးရှားမှာအာဆီယံစူပါစူပါစတာအသင်းပေါ့လေအော်စတာအသင်းနဲ့သူတို့ကံဘူးရှိတယ်အဲ့ဒါကမေလ28ရက်နေ့ကွာလာလမ်ပူကဘူကီချာလီကွဲမှာကံပြီးတော့မေ30ရက်နေ့တောက်ကြနေမှာဟောင်ကောင်အသင်းနဲ့သူတို့ကံပြီးဆိုတော့ဒီနေရာမှာပွဲပြီးသွားတဲ့အချိန်မှာမန်ယူနိုက်တက်က ခရစ်ယာန်အရီဆင်တို့ဂျူနီအီဗန်တို့ဖစ်တလင်ဒလော်တို့ဒီသားမတွေကိုသူတို့နောက်ဆုံးနှုတ်ဆက်တယ်။ဘာလို့ဆိုဒီသားမတွေကနောက်ဆုံးကွန်ထရက်စာချုပ်ဒီနေရာမှာအလဟန်ဒိုကာနာချုပ်ဆိုလဲယူနိုက်တက်ရဲ့နောက်ဆုံးပွဲလို့ပြောလို့ရမယ့်အခြေအနေမျိုးဒီနဲ့ဒါသူအဆုံးသတ်သွားပြီးထွက်တယ်မထတာကျွန်တော်တပိုင်းပေါ့လေ။ဒါပေမဲ့ရူဘီအမရွန်ပြောခဲ့တဲ့စကားတခုပေါ့လေ။ပွဲပြီးမှလွန်ခဲ့တဲ့6လကသူပရီးမီယာလိကိုစရောက်ပြီးမန်ယူနိုက်တက်အသင်းရဲ့နီးပြအဖြစ် ကင်တွေတဲ့အချိန်မှာသူ့ရဲ့ပထမဆုံးသုံးပွဲ အိုက်တုံးကနိုဝင်ဘာ၁၀ရက်နေ့မှာရူပင်နက်ဆရိုင်းကနောက်ဆုံးကင်ခဲ့တာဒါသူတို့လက်စတာစီးတီးအသင်းကိုဒါသူတို့အနိုင်ရရှိခဲ့တဲ့ပွဲပေါ့လေဒါအိုက်ပွဲမှာလက်စတာစီးတီးအသင်းကိုရူပင်နက်ဆရိုင်းက၃ဂိုးပြတ်နဲ့နိုင်တယ်အိုက်ပွဲပြီးတာနဲ့ရူပင်အမရိုကအစ်စဝစ်တောင်းနဲ့အဝေးကွင်းပွဲစကန်ရတယ်ဆိုတော့အစ်စဝစ်တောင်းနဲ့အဝေးကွင်းပွဲမှာမာကက်စ်ရက်ရှိုးရဲ့ဦးဆောင်ကိုတွင်းပြီးတော့မှာ နောက်ကြချစ်ပါကိုကြောင့်သူတို့တကိုးစီတည်ကြတယ်ပြီးတော့ Everton ကိုသူတို့အိမ်ခွင်မှာနိုင်တယ်အဲ့ဂျာဂျာရဲ့မှာပဲဘိုဒိုဂလင်ကို3ကို2ကိုနဲ့သူတို့နိုင်တယ်ဆိုတော့ Ruben Amorim သူပြောခဲ့တဲ့စကားပါလဲဆိုတော့လွန်ခဲ့တဲ့6လသူရဲ့ပထမဆုံး3ပွဲမှာ Man United အတွက်သူ2ပွဲနိုင်2ပွဲတည်ကြခဲ့တယ်အဲ့ပွဲအပြီးမှာသူပြောခဲ့တဲ့စကားကကျွန်တော်ဂျာစီစ3ပွဲကင်ခဲ့ပေမဲ့ ဒါဒီဒီပွဲတွေပြီးတဲ့အချိန်မှာကြီးမားကြမ်းတမ်းတဲ့ဖုန်းတွေလာတော့မယ်ခက်ခဲကြမ်းတမ်းတဲ့လန်ကီတွေကိုဖျက်ဆီးရတော့မှာဖြစ်တယ်ဆိုပြီးတော့သူပြောခဲ့တယ်ပြောခဲ့တဲ့အတိုင်းပဲ Man United ကစက်တိုက်ကိုဒါဘလောက်ထိဆိုလဲဆိုရင်နောက်ဆုံးနောက်6ပွဲပေါ့လေအဲ့ပြောပြီးစကားပြောပြီးနောက်6ပွဲမှာ Man City ကိုသူဝေးခွင့်မှာနိုင်ပြီး9ပွဲစက်တိုက်ရှုံးတယ်အဲ့ကနေမှအစ်နောက်ထပ်ဒါ9ပွဲမှာပ သုံးဘွဲထပ်ရှုံးတယ်ပြီးတော့မှရာသီပိတ်တဲ့နောက်ဆုံးစုစုပေါင်း1 2 3 4 5 6 9 9 10ဘွဲ9ဘွဲမှာဒါစုစုပေါင်းသူတို့9ဘွဲမှာနောက်ထပ်သူ6ဘွဲထပ်ရှုံးတယ်ဆိုတော့ total အားဖြင့်သူရှုံးဘွဲတွေအများကြီးရှိတယ်ဒါပေမဲ့သူပြောခဲ့တဲ့စကားပါလေကျွန်တော်တို့သုံးဘွဲနိုင်ပြီးတဲ့အချိန်မှာဒါဒီခက်ခဲကြံတတ်တဲ့ခီးကိုဖျက်သားပြီးကျွန်တော်တို့လုံးဝခက်ခဲတဲ့အခြေအနေတွေအားလုံးကိုရင်ဆိုင်ရမှာဖြစ်ပေမဲ့ ရာသီကုန်တဲ့အခါမှာတော့အိုက်ခက်ခဲမှုတွေကိုကျော်လွန်ပြီးတော့အကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ပြန်လည်ဖြတ်တန်းဖို့အချိန်ကျရောက်လာပြီလို့သူဆိုလိုက်တာပဲဖြစ်တယ်။ဆိုတော့သူပြောတဲ့အချက်ကပထမသူကိုင်းတဲ့၃ပွဲအပြီးမှာ strong ကဒါလာတော့မယ်အဲ့ဒါပြီးရင်တရားဒီလိုအတိုင်းတာနဲ့တို့အဆိုးဝါးဆုံးအခြေအနေတွေကိုဖြတ်တန်းပြီးတဲ့အချိန်မှာ အစိုးတွေပြီးရင်အကောင့်တွေလာတော့မယ်ဆိုတော့ကိုသူပေးတဲ့တွေကိုအတီးပေးလိုက်တဲ့သဘောပဲ။ဒါအောင်ကြီးကြီးအဖြစ် Man United ဟာရိုယာတီမာတီချပြင်ဆင်မှုတွေဒါ Fabrizio ကိုယ်တိုင်ကလည်းဒါဒီ Matias Cunha အပြောင်းရွှေ့ကိုတရားဝင် confirm လုပ်သွားတဲ့အချိန်အားလုံးကြီးချပြင် United ဟာရိုယာတီမာမြေလံပြစ်တော့မယ်ပုံစံမျိုးတွေကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ပြောချင်တာက1 week 1 game အနေနဲ့သူတို့ဖြတ်သန်းတော့မှာဖြစ်တဲ့အတွက်အသင်းကိုစနစ်တကျဖောင်ဒေးရှင်းနဲ့တွားမဲ့ပုံစံမျိုးဖြစ်ပြီးတော့တကယ်ပဲ Rupee Amaro မျော်လင့်ထားသလိုအစိုးရအပြီးမှာတကယ်ပဲအကောင့်နေပြန်လာတော့မယ်လို့ရောပေးသက်တဲ့ယုံကြည်ကြလားသူကတော့အစိုးရပြီးခဲ့ပြီးတရားသူတို့ခက်ခဲတဲ့စီးစင်းကနေအကောင့်ဒီလာမဲ့အချိန်ကြာရောက်လာပြီဖြစ်တဲ့အတွက်ပေးသက်တွေကိုထားအတီးပေးပြီးတော့သူတို့အသေးရဲ့စီစစ်တစ်ကိုသူ့ဘက်ကတော့ယုံကြည်မှုအပြည့်အဝရှိတယ်ဆိုတဲ့သဘောပဲဖြစ်တယ် Manchester United ပိတ်သက်တယ်ဘယ်လိုမြင်ကြလဲသူပြောတဲ့စကားဒါသူရဲ့ message ကတော့ clear message ပဲဒါဘယ်လိုမြင်ကြလဲကိုမတ်မှာဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်